သူမတပ်ပုံကို AI နဲ့ပြင်ကနာမည်ချက်နေကြတဲ့လူတွေကိုမေးထက်လူပြောပြီးပြိသက်များလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြန်လေးကြိုဆိုလိုက်ပါတယ်ရှင် AI ကြောင့်ဒုက္ခရောက်နေရရှာတာကတော့မြမလက်ရွေးစင်အမျိုးသမီးဘောလုံးသမားလေးမေထက်လူဖြစ်ပါတယ်။အခုတိုးတက်လာတဲ့ခေတ်မှာတော့ AI နည်းပညာတွေကခေတ်စားလာပါတယ်။ AI နည်းပညာတွေကဒီလိုကျေပြန့်လာသလိုလူတယောက်ကတကယ်ပဲမလုပ်ဖဲနဲ့လုပ်နေသလိုမျိုးတကယ်မကပဲနဲ့ကနေသလိုမျိုးတကယ်မပြောဘဲနဲ့ပြောနေသလိုမျိုး AI နည်းပညာနဲ့လုပ်လို့ရပါတယ်။အခုလည်းမြန်မာဘောလုံးပရိသတ်တွေရဲ့အချက်တော်ဘောလုံးသမားလေးမိထက်လူကသူရဲ့ဓာတ်ပုံကို AI နဲ့နာမည်ဖြတ်ခန့်နေရကြောင်းပရိသတ်တွေကိုအသိပေးလာခဲ့ပါတယ်။ မေတ္တလူကအမေရိကန်နိုင်ငံမှာပညာသင်ကြားနေရင်လည်းအမေရိကန်နိုင်ငံလော့စ်အန်ဂျလစ်မြို့ကစီမီပရိုဘောလုံးအသင်းတစ်ခုမှာကစားနေရင်နာမည်ကြီးလာခဲ့တဲ့သူပဲဖြစ်ပါတယ်။အရင်နောက်မှာတော့မေတ္တလူကမြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှာကစားပြီးဖို့အတွက်ဖိတ်ခေါ်ခံခဲ့ရပြီးတော့ဟိုတယ်လောကကျင်းပခဲ့တဲ့နီဘောနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့တဲ့လေးနိုင်ငံအမျိုးသမီးဘောလုံးပြိုင်ပွဲမှာပါဝင်ကစားခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ အဆိုပါပြိုင်ပွဲမှာတော့မေတ္တလူကအကောင်ဆုံးပါဝင်ရှင်ပြိုင်ကစားရင်းနဲ့ဂိုးရီအများကြီးသွင်းပြီးတော့ချန်ပီယံဆုကိုမြန်မာပရိသတ်တွေအတွက်အရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။မေတ္တလူကရုံးရီချောမောလှပသလိုဘောလုံးကစားတာကောင်းတာကြောင့်လည်းနေချင်းညာချင်းမြန်မာဘောလုံးပရိသတ်တွေရဲ့အချစ်တော်လေးဖြစ်လာပါတယ်။အခုတကမှာတော့မေတ္တလူကချန်ပီယံဆုဖလားကြီးနဲ့မြန်မာနိုင်ငံကိုပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။အဲဒီနောက်မှာတော့မေတ္တလူကမြန်မာဘောလုံးနဲ့သမီးလေးဖြစ်လာပါတယ်။ အထူးသဖြင့်တော့မေထက်လူကစပင်းရှိရှိလေးနဲ့ချက်စရာကောင်းသလိုအမေရိကန်လူနိုင်ငံမျိုးမှာ professional ဘောလုံးသမားတယောက်ဖြစ်နေရကြောင်းအင်တာနက်ဆာမျက်နှာတွေပေါ်မှာတော်တော်လေးကိုရေပန်းစားနေရလေးဖြစ်ပါတယ်။အဓိကအပြင်တော့မေထက်လူကချက်စရာကောင်းနေရကြောင်းပရိသတ်ယောက်ျားလေးတွေပရိသတ်တွေကြားမှာတော်တော်လေးနာမည်ကြီးပြီးတော့အားလုံးကလည်းမေထက်လူမှာမေထက်လူဖြစ်နေပါတယ်။တချို့သောလူငယ်ပြိသက်တွေဟာဆိုရင်မေထက်လူရဲ့ချက်စရာပုံရိပ်လေးတွေကိုဗီဒီယိုတွေလုပ်ပြီးတော့တင်ကြတာရှိပါတယ်။ မေထလူရဲ့ဗီဒီယိုလေးတွေဟာဆိုရင် like and follow တွေလည်းရကြပါတယ်။အခုတခါမှာတော့မေထလူရဲ့ဗီဒီယိုတွေကိုတင်ရမှာ AI ဗီဒီယိုတွေပါတင်လာကြတာကိုတွေ့ရပါတယ်။အစောပိုင်းမှာရိုးရိုးတန်းတန်းဗီဒီယိုတွေပဲတင်ကြပါတယ်။နောက်ပိုင်းမှာတော့ပရိသတ်ချစ်တော်မြန်မာအမျိုးသမီးဘောလုံးသမားလေးမေထလူရဲ့ပုံရိပ်တွေကို AI နဲ့နာမည်ဖြတ်တယ်လို့လုံလာခဲ့တာပါ။တကယ်ဆိုရင်မေထလူကရိုးရိုးအေးအေးလေးနဲ့ဘောလုံးနဲ့ပညာရေးကိုသာဦးစားပေးနေတဲ့အမျိုးသမီးကောင်းလေးတစ်ယောက်ဖြစ်ပါတယ်။ဒါပေမဲ့အခုတခါမှာတော့ AI နည်းပညာနဲ့အတူမေထလူကိုမြန်မာယဉ်ကျေးမှုနဲ့မသင့်တော်တဲ့ဗီဒီယို ဖိုင်တွေစက်စီဆန်ဆန်အဝေးအစားတွေနဲ့ဗီဒီယိုဖိုင်တွေတခြားအမြင်မသိတော်တဲ့ဗီဒီယိုဖိုင်တွေနဲ့နာမည်ဖြန့်နေကြတာဖြစ်ပါတယ်။အထူးသဖြင့်တော့ကိုကြိုးချတဲ့လူတွေဟာပရိသတ်ချစ်တော်ဘလုံးသမားလေးမေထက်လူကုံ AI နီးပညာနဲ့နာမည်ဖြန့်ပြီးတော့မိမိတို့ရဲ့ page တွေ like and follow တက်အောင်လုပ်နေကြပါတယ်။ဒါကြောင့်မလို့မေထလူကအခုတခါမှတော့သူမရဲ့ပုံရိပ်တွေကိုအသုံးပြုပြီး AI နီးပညာနဲ့ပုံရိပ်ဖြန့်နေတဲ့ TikTok အကောင့်ကို report ထုတ်ပြီးတော့ blog ချဖို့အတွက်ပန်ကြားခဲ့ရဖြစ်ပါတယ်။ မေတ္တလူတင်မကပါဘူးကဘာပေါ်မှာတခြားသောမိန်းကလေးတွေကလည်း AI အနေရဲ့ကိုသတိပြုဖို့လိုအပ်နေပါတယ်။အထူးသဖြင့်အမျိုးသမီးကောင်းလေးတွေဟာ AI ကြောင့်အကုန်သိခါကြဆင်းနိုင်ပါတယ်။ဒါကြောင့်မလို့မေတ္တလူက post တင်ပြီးတော့သတိပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ပရိသတ်တွေကရော AI ပေါ်မှာဘယ်လိုမျိုးမြင်ကြသလဲ။နောက်ပြီးတော့ AI နဲ့နာမည်ဖြတ်ခံနေရတဲ့မေတ္တလူပေါ်မှာရောမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။